လာပါရှင် MCN သတင်းဌာနကနေနေ့စဉ်တင်ဆက်ပေးနေတဲ့ Business Today အစီအစဉ်ကကြိုဆိုပါရယ်ဒီအစီအစဉ်ကနေနေ့စဉ်နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းနေတူရွှေဈေးနှုန်း73ဈေးနှုန်းနဲ့စံဈေးနှုန်းအပါအဝင်စီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါရယ်ရှင်ခုပရမအူဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့2018ခုနှစ်ဇူလိုင်လ25ရက်အင်္ဂါနေ့အတွက် ပြည်ရင်းပြည်ပမှာလဲလှယ်နေကြတဲ့ငွေကြေးစည်းကွက်တွေအရဆိုရင်တော့အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ1366ကျပ်ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1592ကျပ်စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ965ကျပ်တရုတ်ယွမ်ကိုမြန်မာကျပ်ငွေ200ကျပ်အိန္ဒိယဒရူဘီကိုမြန်မာကျပ်ငွေ21ကျပ်မလေးရှားဒရင်းကစ်ကိုမြန်မာကျပ်ငွေ318ကျပ်နဲ့ ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ40ကျပ်ဝန်းကျင်အသီးသီးပေါက်ဈေးရှိနေကြပါတယ်။ဒီကနေ့အတွက်ငွေဈေးနှုန်းအခြေအနေတွေကတော့အနည်းငယ်ကျဆင်းနေပါတယ်ရှင်။ဆလဘီဒီကနေ့အတွက်ရွှေဈေးနှုန်းအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေအထိမြန်မာရွှေဈေးကွက်မှောင်း16ပရည်တစ်ကျပ်သားအယောင်းဈေး6သိန်း4000ကျပ်နဲ့အဝယ်ဈေး6သိန်း3800ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေဈေးမှာဆိုရင်တော့တစ်ထရောင်စာကိုအမေရိကန်ဒေါ်လာ 1255ဒေါ်လာ ပေါက်ဈေးရှိနေပါတယ်။ပြည်ရင်းရွှေစင်းတို့အခြေအနေတွေကတော့9သိန်းကျော်ကိုပြန်လဲရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။ကုန်မျိုးက73လိဇင်းလုံးအခြေအနေတွေကို တင်ပြရမယ်ဆိုရင်တော့ဒီဇယ်လီတာကို650ကျပ်ကနေ665ကျပ်ဝန်းကျင် ပရီမီယံဒီဇယ်လီတာကို680ကျပ်ကနေ685ကျပ်ဝန်းကျင် အော်တိန်92လီတာကို650ကျပ်ကနေ680ကျပ်ဝန်းကျင် အော်ဒိန်95တလီတာကို900ကျပ်ကနေ905ကျပ်ဝန်းကျင်အသီးသီးပေါက်ဈေးရှိနေကြပါတယ်။ဒီကနေ့ရန်ကုန်မြို့ရဲ့73ဒီဇင်းတို့အခြေအနေတွေကတော့900ပတ်ဝန်းကျင်မှာပဲရှိနေပါတယ်ရှင်။ဒီကနေ့တို့အစားစင်းတို့အခြေအနေတွေကိုတင်ဆက်ပြရမယ်ဆိုရင်တော့အမထစာညာတိတ်ကိုရေသွေးပေါ်မူတည်ပြီး18000ကျပ်ကနေ2000ကျပ်ပတ်ဝန်းကျင်ရှိပြီးစံချောပေါ်စမ်းမွေးတိတ်ကိုလည်းရေသွေးပေါ်မူတည်ပြီးတော့ 3000ကျပ်ကနေ3300ကျပ်တိရှိတယ်လို့မြန်မာနိုင်ငံစာစပားကုန်စည်တဲ့ဝါရန်ကနေသိရှိရပါတယ်ရှင်။ဆလဘီဒီကနေ့အတွက်ရန်ကုန် Stock Exchange နောက်ဆုံးဈေးကွက်အခြေအနေတွေကို တင်ဆက်ပေးရမယ်ဆိုရင်တော့ First မြန်မာ Investment Company Limited ကအစုရှယ်ယာတစုကို15500ကျပ်နဲ့ဈေးဖွင့်ထားပြီး15500ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။မြန်မာတီလဝအစည်းအဝေး Holding Public Limited ကတော့အစုရှယ်ယာတစုကို 3900ကျပ်နဲ့ဈေးဖွင့်ထားပြီး3900ကျပ်နဲ့ဈေးပိတ်ခဲ့တာပါမြန်မာ Citizen Bank Limited ကတော့အစုရှယ်တစုကို6000ကျပ်နဲ့ဈေးဖွင့်ထားပြီး6000ကျပ်နဲ့ပဲဈေးပိတ်ခဲ့ပါတယ် First Private Bank Limited ကတော့အစုရှယ်တစုကို2400ကျပ်နဲ့ဈေးဖွင့်ထားပြီး2400ကျပ်နဲ့ဈေးပိတ်ခဲ့တာပါဒီကနေ့ရန်ကုန် Stock Exchange ဈေးကွက်ရဲ့ Stock Share ဈေးနှုန်းတွေကတော့အပြောင်းအလဲမရှိသေးပါဘူးရှင် MCN သတင်းဌာနရဲ့ business tour အစီအစဉ်ကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတော့ MCN TV News ပြည်내ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလို့ရဆိုရင်တော့ဖုန်းနံပါတ်39936348469ကို ဖြစ်စေ email လေးစာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်မှာပဲဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ business tour အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့အတွက်ထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျမကတော့မြင်တင်စားပါရှင်